အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအသက်25နှစ်ပြည့်တဲ့လူငယ်တယောက်အတွက်ဘဝအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အမှန်တကယ်အသက်25နှစ်ဆိုတာကလူငယ်တယောက်အတွက်ဘဝလန်ခီအစ်စ်ကိုစတင်ဖွင့်လှစ်ရအချိန်ပဲဖြစ်ပါတယ်ငယ်စဉ်ကလူတယောက်ရဲ့အိမ်မက်တွေစိတ်ကူးတွေအနေနဲ့ပဲရှိခဲ့တာတွေကိုအကောင့်ထဲဖွင့်နိုင်တဲ့အရွယ်လေးဖြစ်ပါတယ်ဒီအရွယ်မှာဘဝကိုတံပိုးထားပြီးလမ်းမှန်အတိုင်းသွားဖို့အတွက်အကြံပြုချင်တာတွေကတော့နံပါတ်တစ်ခုကိုသိမြင်လာခြင်း အသက်25နှစ်ဆိုတာကကိုယ့်အကြောင်းကိုနက်နက်ရှိုင်းရှိုင်းသိဖို့ကောင်းတဲ့အချိန်တစ်ခုလည်းဖြစ်ပါတယ်မိမိရဲ့အာသာချက်အားနည်းချက်စိတ်ဝင်စားတဲ့အရာမုန်းတဲ့အရာတွေကိုသေချာသိဖို့လိုပါတယ်တခါတလေလူတွေအများကြီးလိုက်ပြီးမိမိမဟုတ်တဲ့လမ်းကိုသွားတာကြောင့်ဘဝတန်ဖိုးတွေဖျောက်သွားတတ်ပါတယ်မိမိကိုယ်တိုင်နားလည်ခြင်းဟာတခြားအရာအလုံးရဲ့အခြေခံဖြစ်ပါတယ်နံပါတ်1လေးလာမှုနဲ့တိုးတက်မှုကိုအဓိကထားခြင်းအသက်25နှစ်အရွယ်မှာ အချိန်ကို အလားတမကုံဆုံးပါနဲ့ဤပညာတစ်ခုခုဘာသာစကားတစ်ခုခုစီးပွားရေးနိလန့်တစ်ခုခုတို့မဟုတ်ကိုစိတ်ဝင်စားတဲ့အရာတစ်ခုခုကိုလေ့လာနေပါလူငယ်တယောက်ရဲ့တန်ဖိုးကိုငွေမဟုတ်ပဲအသိပညာကပဲဆုံးဖြတ်ပေးတတ်ပါတဲ့ပညာတစ်ခုကိုအချိန်တိုင်းတိုးတက်အောင်လုပ်နိုင်ရင်အနာဂတ်မှာခိုင်မာတဲ့အခြေခံကိုဖြစ်စေပါတယ်နံပါတ်3ငွေကြေးစီမံခန့်ခွဲမှုကိုစတင်အသက်သွင်းခြင်းလက်သေးကိုငွေဝင်လာတဲ့အခါတိုင်းအကုန်သုံးတာကိုမလုပ်ပါနဲ့ဥပမာစူဆောင်းခြင်း ရင်းနှီးမြှုပ်နှံခြင်းနဲ့စီးပွားရေးအခြေခံတွေကို25နှစ်အရွယ်မှာတင်နားလည်ဖို့လိုပါတယ်။အနာဂတ်အတွက်စုဆောင်းမှုတစ်ခုလုပ်ငန်းစဉ်တစ်ခု စတင်ဖို့ကငွေစဉ်ကလေးကစနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။ငွေကိုအမြဲလက်အောက်တွင် ထိနိုင်သူကဘဝမှာလည်းမျက်နှာငယ်စရာမလိုပါဘူး။နံပါတ်၄လူမှုဆက်ဆံရေးကိုအဓိကထားခြင်း။25နှစ်အရွယ်မှာကိုယ်ပတ်ဝန်းကျင်ကလူတွေဟာအနာဂတ်မှာတင်ဘဝကိုပံ့ပိုးပေးမဲ့သူများဖြစ်လာတတ်ပါတယ်။ ကောင်းတဲ့တငယ်ချင်းများညှက်ရှိတဲ့အကြံပြုသူများနဲ့တွက်လက်တဲ့အဖော်များအနီးမှာရှိနေဖို့လိုပါတယ်။မကောင်းတဲ့ပတ်ဝန်းကျင်ထဲမှာနေရင်တင့်စိတ်တတ်ကိုပင်ချိုးဖျက်သွားနိုင်ပါတယ်။နံပါတ်၅စိတ်တတ်ခိုင်မာခြင်းဘဝအောင်မြင်မှုတစ်ခုလုံးဟာတနေ့တည်းနဲ့မရနိုင်ပါ။အားနည်းချက်တွေနဲ့ခံစားရတဲ့အနာအဆာတွေဟာအောင်မြင်မှုအတွက်လမ်းကြောင်းဖြစ်ပါဝင်နေပါတယ်။အခက်အခဲတိုင်းကိုသင်ခန်းစာအနေနဲ့ယူပါစိတ်တတ်မကြပါနဲ့၃နှစ်၅နှစ်အကြာမှာ တင်ယနေ့ကြိုးစားသိသိထားတဲ့အရာတွေကတတတတအောင်မြင်မှုအဖြစ်ပြန်လာပါလိမ့်မယ်။နံပါတ်6ကိုကျမ်းမာရေးကိုဂရုစိုက်ခြင်း။တတတကြွကြွလုံနေချိန်မှာကိုယ်ခန္ဓာကိုယ်နဲ့စိတ်ကျမ်းမာရေးကိုမမေ့ပါနဲ့အားကစားလုပ်ခြင်းအနားယူခြင်းနဲ့စိတ်အေးအေးဖြစ်နေခြင်းကမိမိလုပ်ဖို့ကံဖက်ဖန်တီးမှုအတွက်အရေးကြီးတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။အသက်25နှစ်ဆိုတာဘဝစစ်စစ်စတင်တဲ့အချိန်မှာဒီအချိန်မှာကိုယ်လုပ်တဲ့အရာတိုင်းဟာတင့်နာကကိုတိဆောက်ပေးနေပါတယ်။ နောက်ပိုင်းမှာကောင်းတယ်လို့ပြန်ပြောနိုင်မှုအတွက်ယနေ့မှတန်ဖိုးရှိရှိနဲ့အလုပ်လုပ်ဖို့လိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။